ာမန်တန်လိုက်တွေထက်အစာပေါင်းများစွာပိုပြီးအစွမ်းထက်တဲ့နီယိုဒီမီယန်တန်လိုက်ကိုဘယ်လိုဖန်တီးကြလဲဆိုတော့သိကြမှာသလားနီယိုဒီမီယန်တန်လိုက်ကကမ္ဘာပေါ်မှာအားအပြင်းဆုံးတန်လိုက်ဖြစ်တတ်မှတ်ခံထားရပါတယ်သူတို့ရဲ့အစွမ်းအကြောင်းလက်စင်မော်တာတွေစပီကာတွေနေကြလေးတွေကနေအစားပြုပြီးဈေးပန်းဆိုင်ရာ MRI ဆက်ကြီးတွေအထိနေရာတိုင်းမှာသူ့ကိုတုံးနေကြတာပါဒါတော့အစွမ်းထက်တဲ့တန်လိုက်ကြီးကိုဘယ်လိုထုတ်လုပ်လဲဆိုရက်အမကန်းစက်မှုလုပ်ငန်းလုပ်ငန်းစီရင်အကြောင်းကိုအတူဆုံးနဲ့အရှင်းဆုံးလေ့လာကြည့်အောင် နီယိုဒီမီယန်ကတဘာဝတိုင်းတွေ့ရတဲ့ရှားပါးမြေတပ်တမျိုးဖြစ်ပြီး1885ခုနှစ်မှာစတင်တွေ့ရှိခဲ့တာပါဒီတန်လာရဲ့အစွမ်းကနီယိုဒီမီယန်ကိုတန်နဲ့ဘိုရွန်တို့နဲ့ပေါင်းဆက်လိုက်တဲ့အခါမှာပေါ်ပေါက်လာတာဖြစ်ပါတယ်ဒီပေါင်းဆက်မှုကြောင့်ပုံမှန်တန်လိုက်တွေထက်အစားပေါင်းများစွာပိုအားကောင်းပြီးပိုပေါက်ကပိုကျစ်လက်တဲ့တန်လိုက်ကိုရရှိပါတယ်ဒီလိုစူပါတန်လိုက်မျိုးကိုထုတ်လုပ်ဖို့ပထမဆုံးအဆင့်ကတော့ကမ္ဘာမြေရောက်ကနေတွင်းထွက်ပစ္စည်းတွေကိုတူးဖော်ရတာပါပဲ ကြီးမားတဲ့တပ်ထုတွင်းတွေကနေတံပေါင်းများစွာသောကြောက်တုံးတွေကိုဖောက်ခွဲတူးဖော်ပြီးစိုက်ယုံတွေစီတည်ယူကြပါတယ်။ဒူဖော်လာတဲ့ကြောက်တွေကိုအမုံဖြစ်စေတဲ့အထိကြိတ်ချေပြီးတဲ့နောက်ဓာတုပေရနီလန်တွေနဲ့အစင်းစင်ခွဲထုတ်ရပါတယ်။ Sulfuric acid လိုဓာတုပြည့်စည်တွေနဲ့အရေးဖြောပြီးရင်ဓာတ်စင်ထုတ်မြန်မှုတွေလုပ်ပြီး Neodymium ကိုတခြားရှားပါးမြေဓာတ်တွေနဲ့အငယ်ကျဲတွေကနေတည်တည်ချာချာခွဲထုတ်ပါတယ်။ဒီလိုခက်ခဲတဲ့လုပ်ငန်းစဉ်တွေပြီးမှဓာတုရောင်ရှိတဲ့ Neodymium အမုံကိုရရှိတာဖြစ်ပါတယ်။ တန်စင်ပြီးသားနေရိုဒီမီယာအမှုတွေရောက်လာတဲ့အခါစူပါတန်လိုက်ထုတ်လုပ်တဲ့လုပ်ငန်းစဉ်စတင်ပါပြီ။ပရမသုံးစင်းကတော့တန်လိုက်ပုံစံအတီးကြရအောင်တဲမှုပြုလုပ်တာပါ။ဒီမိုရီတဲကိုတန်လိုက်ဖြစ်စေမဲ့နေရိုဒီမီယန်တန်ဘိုရွန်တတ်ထုဆက်အရေးကိုလောင်းထည့်ရမှာဖြစ်ပါတယ်။တတ်ထုဆက်လုပ်ဖို့နေရိုဒီမီယန်30ရာခိုင်နှုန်းခန့်ဘိုရွန်1ရာခိုင်နှုန်းခန့်နဲ့ကျန်တာတန်တက်ကိုအချိုးကျရောစပ်ပါတယ်။ အောက်ဆီဂျင်ဝင်ရောက်တာကိုရှောင်ရှားဖို့ထိန်းချုပ်ထားတဲ့မီးဖိုကြီးတွေထဲမှာဒီပစ္စည်းတွေကိုစင်နီဂရိတ်1300ကျော်အထိအပူပေးပြီးလုံးဝပျော်ဝင်အောင်ပြုလုပ်ပါရည်။ပျော်ဝင်နေတဲ့အရေးကိုဒဲမိုရီတဲကိုဂရုတစိုက်လောင်းထည့်ပြီးအေးခဲသွားအောင်ဆောင်းလိုက်ရပါရည်။တတုဆက်အဆိုင်ခဲဖြစ်သွားပြီဆိုရင်ပုံစံခွက်တွေကိုဖြတ်ပြီးတန်းလိုက်အစိမ့်လိုက်ကိုထုတ်ယူပါရည်။ဒီအစင်းဒီရောက်တာတော့မှဒီအဆိုင်ခဲကဒါမှန်တတုတစ်ခုလိုပဲရှိပါသေးတယ်။ အားအပြင်းဆုံးတန်လိုက်ဖြစ်ရောက်ရှိဖို့အတွက်အပူပိတ်ကုသမှု heat treatment နဲ့တန်လိုက်ဓာတ်သွင်းခြင်းဆိုတဲ့အဓိကအဆင့်ကိုဆက်လုပ်ရပါတယ်။အပူပိတ်ကုသမှုကတတ်ထုရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကိုပိုကောင်းမွန်စေပြီးတန်လိုက်ဓာတ်သွင်းမှုအသင့်ဖြစ်စေပါတယ်။အပူပိတ်ကုသမှုပြီးတဲ့အခါမှာတော့တန်လိုက်ဓာတ်သွင်းတဲ့ဆက်ထည်ကိုတန်လိုက်အဆင့်ကိုထည့်သွင်းပါတယ်။ဒီဆက်ကလေးဒိတ်ပြင်းထန်တဲ့လျှက်စစ်စီးချောင်းကိုတဆက်ကန်းရဲ့တထောင်ပုံတပုံလောက်အချိန်တိုအတွင်းပို့လွှတ်လိုက်ပါရင် ဒီလိုလုံးလိုက်တဲ့အခါတန်လိုက်ရဲ့အတွင်ပိုင်းဖွဲ့စည်းပုံမှာရှိတဲ့ဒိငယ်တဲ့တန်လိုက်ဆက်ကွင်းအလုံးကတပြိုင်နက်ထဲနဲ့ညီညွတ်စွာနေရာချသွားပြီးအာအပြင်းဆုံးတန်လိုက်ကြီးအဖြစ်ချက်ချင်းပြောင်းလဲသွားပါတယ်။တန်လိုက်ထက်တွင်ပြီးတဲ့နောက်မှာနီရိုဒီမီယန်ကတဘာဝတိုင်တန်ကြီးတက်လွှဲတာကြောင့်အကာအကွယ်ဖြစ်နေကယ်လိုမျိုးအပေါ်ရန်လွာတစ်ခုကိုထပ်မံအုပ်ပေးရပါတယ်။ဒီလိုခက်ခဲရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေအစဉ်အဆက်ကိုဖျက်ဆီးပြီးမှကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ဤပညာပစ္စည်းတွေရဲ့မောင်းနှင်အားဖြစ်တဲ့ကမ္ဘာအားအပြင်းဆုံးနေရိုဒီမီယန်တန်လိုက်တွေကိုထုတ်လုပ်နေကြတာဖြစ်ပါတယ်။ ဒါလောက်အားကောင်းတဲ့တန်လိုက်လေးတွေကြောင့်ပဲယနေ့ခေတ်နေပညာတွေကပိုသေးပိုပေါ်ပြီးပိုပြီးထိဟောက်လာတာပဲဖြစ်ပါတယ်။